ကဲအားလုံးမင်လာပါဗျ။အာဒီနေ့ကတော့ကျွန်တော်ကျွန်တော်အတွက်ကွန်မန်လေးတခုပေါ့နော်။အဲတော့ဟိုကျွန်တော်ပြန်ကျွန်တော်မိတ်ဆက်မှာလဲကျွန်တော် YouTube မိတ်ဆက်မှာလဲကျွန်တော်ပြောထားခဲ့တဲ့အတိုင်းပဲပေါ့နော်။အဲကျွန်တော်အဲကွန်မန်လေးတွေပြန်ဖြည့်ပေးမယ်ဆိုတော့အကြောင်းအရာလေးလည်းပါတဲ့အတွက်အဲကျွန်တော်ဒီကွန်မန်လေးတခုပေါ့နော်။ကွန်မန်လေးတခုကဘာလဲဆိုတော့တမဟာ၄အကြောင်းပြောပြပါလား။ ဒီမှာလေးချောင်းပြောပြဖို့အတွက်ကျွန်တော်တောင်းဆိုရယ်ပေါ့နော်တောင်းဆိုရယ်ဟာကဒါပြည်သူလူထုအနေနဲ့တော်လှန်ပြည်သူလူထုအနေနဲ့တည်တင်တည်ထိုက်တဲ့အဲအကြောင်းအရာလေးတွေကျွန်တော်အနေနဲ့ယူဆတဲ့အတွက်အဲကျွန်တော်ပြန်ပြီးတော့ဖြေကြားသွားမှာဖြစ်ပါတယ်ဗျဓမ္မလေးဆိုတာကအဲကျွန်တော်တို့ကျွန်တော်ဒီလက်ရှိဒီမှာဒီပုံမှာပြပြတဲ့စာအဖြူတိုင်းပဲပေါ့နော်အပေါ်ကကျွန်တော်တို့မလွှဲတောင်ပေါ့နော်မလွှဲတောင်အောက်ကကျွန်တော်တို့အောက်ဆုံးမြန်မာနိုင်ငံ အဆုံးဆုံးဘရင်တော်အငူလို့ခေါ်တဲ့နေရာအထိပေါ့နော်ကော့တောင်းကော့တောင်းနေရာအထိကဒါတမဟာ၄ရက် KNN တမဟာ၄ရက်စစ်စင်နေမီဖြစ်တယ်ပေါ့နော်စစ်စင်နေမီဖြစ်တယ်သူတို့ရဲ့တိုက်ခိုက်သိမ့်ပိုက်ရမယ်နေမီဖြစ်တယ်ပေါ့နော်ဒီနေရာကအဲ့ဒီမှာကျွန်တော်အနီနဲ့ပြထားတဲ့ဟာကတော့စစ်ကောင်စီအခြေဆိုင်စခန်းကြီးတွေဖြစ်တဲ့စစ်ကောင်စီအခြေချပေါ့နော်အခြေဆိုင်တကယ် ဟိုသူတို့တရင်ဌာနချုပ်တွေတမဌာနချုပ်တွေကျွန်တော်တိုင်းစစ်ဌာနချုပ်တွေအခြေချတဲ့နေရာတွေဖြစ်တယ်ဗျ။အဲ့ဒါအဲ့ဒီနေရာတွေကကျွန်တော်အဲကာယခါပေါ့နော်။ကန်ယူတန်းဒေတာတိုင်းစစ်ဌာနချုပ်လို့ခေါ်တယ်ကျွန်တော်တို့အဲဘိတ်မှာရှိတယ်မြိတ်လို့ခေါ်တယ်ဘိတ်မှာရှိတယ်ပြီးတော့ကျွန်တော်တို့အပေါ်ကနေမလွဲတော်ကနေဆင်းလာလို့ရှိရင်ကျွန်တော်တို့အဲဒီဟိုပေါ့ကလိန်အောင်ပေါ့ကလိန်အောင်တို့ဘာလို့ကြော်လာရဲ့အချိန်မှာဒဝဲဒဝဲကိုဆက်ရောက်တယ်ပေါ့နော်ဒဝဲဒဝဲ ဘာစကခ၈အခြေဆိုင်ပါတယ်စကခ၈အမှတ်၈စစ်စင်ကိုကဲမှုဌာနချုပ်လို့စစ်ကောင်စီကခေါ်တဲ့စကခ၈အခြေဆိုင်တဲ့နေရာရှိပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အောက်ကိုဆက်ဆင်းလာရင်ကာယခါကိုကြော်လာပြီးတော့မှအောက်ကဘုံပြင်းဆိုတဲ့နေရာမှာစကခ73ပေါ့နော်စကခ73မှတ်73စစ်စင်ကိုကဲမှုဌာနချုပ်ပြီးလို့ရှိရင်အောက်ကိုဆက်ဆင်းသွားခမောက်ကြီးပေါ့နော်ခမောက်ကြီးမှာအဲကျွန်တော်တို့စကခ20ပေါ့စကခ20အမှတ် ်စစ်စင်ကိုကဲမှုဌာနချုပ်ဆိုပြီးတော့မှစကားက20စုစုပေါင်းစစ်ကောင်စီအခြေချက်အခြေဆိုင်အဲအခြေဆိုင်တရင်ပေါင်းခြေရင်တရင်ပေါင်း30အခြေဆိုင်တဲ့တိုင်းစစ်ဌာနချုပ်တစ်ခုတပ်မဌာနချုပ်3ခုအခြေဆိုင်တဲ့နေရာဖြစ်ပါတယ်။အော်တပ်မ၄ကြောင်ပြောရမယ်ဆိုရင်တပ်မ၄ကိုကျွန်တော်အဲတွားတဲ့အချိန်မှာမထင်မှတ်တဲ့ခီးလေးတစ်ခုကျွန်တော်တွားပြတယ်ပေါ့နော်ဒါကျွန်တော်ね Facebook မှာ friend ဖြစ်တဲ့တချို့တွေဆိုလို့ရှိရင်တော့သိပါတယ် အဲဒီတက်မှ၄ဘက်ကိုကျွန်တော်သွားတဲ့အချိန်မှာအဲဘယ်လိုပြောမလဲတက်မှ၄မှာမထင်မှတ်တစ်ဖက်နဲ့ကျွန်တော်ကသွားပြီးတော့မှကျွန်တော် BBL ရဲ့အဲကိုကိမှုဖြစ်တဲ့အဲကိုဆောင်ခါနဲ့သွားပြီးတော့စုံနေပါတော့သွားစုံပြီးတော့တက်မှ၄ကလည်းကျွန်တော်အဲတမ၄အကြောင်းပြောရင်တမ၄ကကျွန်တော်အမျိုးသမီးကိုပေါ့နော်ကျွန်တော်ကဒီ၄ခေကော၄ခေကော်နာကဖလူးပေါ့နော်အဲဖလူးမင်းလက်ပံကနေကျွန်တော် CDN ဝင်နေ အဲဘူဒါဘော့ COCN ဝင်တဲ့အချိန်မှာအမျိုးသမီးကတက်ထဲမှာပေါ့နော်တက်ထဲမှာနေကြံခဲ့တဲ့အချိန်ပေါ့တက်ထဲမှာပဲရှိနေသေးတယ်ကျွန်တော်အညာရင်းကြီးမဲ့သူ့ကိုဖုံးဆက်ပြီးတော့မှတက်ထဲမှာရှိကျွန်တော်အိမ်မှာရှိသမျှပစ္စည်းအသုံးဆောင်ပစ္စည်းဘာတစ်ခုမှမယူနိုင်ပဲနဲ့အသားသူတို့တားမိနေရောကိုကျွန်တော်ဆိုင်ငယ်နဲ့ထွက်လာခိုင်းလိုက်တယ်ထွက်လာခိုင်းလိုက်ပြီးတော့တမလေးဘက်မှာရှိတဲ့အဖွဲ့နဲ့ချိတ်ဆက်ပြီးတော့မှကျွန်တော်တို့အဲခေါ်ထုတ်လိုက်ရတာပေါ့နော်အညာရင်းကြီးခေါ်ထုတ်ရတဲ့အချိန်မျိုးပေါ့တမလေးကကျွန်တော်မိသားစုကိုပြန်လဲပေါင်းစည်းရေးအတွက် အကူညီပေးတဲ့ဟာကတက်မ၄နဲ့တက်မ၆ဖြစ်တယ်ဗောအဲတက်မ၄နဲ့တက်မ၆အဲတက်မ၄ကလည်းကျွန်တော်အပေါ်မှာအကျေးဇူးတွေအများကြီးရှိတယ်ရှိတဲ့ခါကျတော့ကျွန်တော်ကအဲ့ဒီတက်မ၄ဘက်ကအဲတာဝန်ရှိသူတယောက်ကကျွန်တော်ကိုလှမ်းပြီးတော့မှခေါ်တယ်အဲအလုပ်တစ်ခုလုပ်ဆရာရှိလို့ဆိုပြီးတော့လှမ်းခေါ်တဲ့အချိန်မှာကျွန်တော်ရောက်သွားတယ်ဗောရောက်သွားတော့ကျွန်တော်ဆောနာပြောခဲ့တယ်လို့ပဲဒါဟို VPN နေကုကေးမူမောင်စောင်းခါနဲ့တွားပြီးတော့မှစုံရတယ်ဗောအဲစုံတဲ့ချိန်မှာ မထင်မှတ်စရာ surprise တွေအများကြီးဖြစ်ခဲ့တယ်ပေါ့နော်အများကြီးဖြစ်ခဲ့တော့ဘာလဲဆိုတော့အဲအဲ့ချိန်ကထိထ viewer စခန်းကြပြီးသွားတဲ့အချိန်ပေါ့နော်ကြပြီးသွားတဲ့အချိန်ကြပြီးသွားတဲ့အချိန်မှာအဲကျွန်တော်ကိုခေါ်တော့ကျွန်တော်လည်းသွားလိုက်တယ်သွားတဲ့အချိန်မှာဘာမြန်အလုပ်တစ်ခုခုမြန်ရှိလို့လားဘာမြန်မေးတဲ့အမြန်တဲ့အမြန်ရှိလားတခုခုပေါ့နော်ကိုယ့်အပေါ်မှာကျေးဇူးရှိတဲ့အခါကျတော့ကိုယ်ကလည်း အဲသူတို့ဟိုပြန်ပြီးတော့မှကိုတက်နိုင်တဲ့ဘက်ကတော်လိုင်းအိမ်မှာတက်နိုင်တဲ့ဘက်ကနေပြန်ပြီးတော့မှပါဝင်ကူညီရမယ်ဆိုတော့စိတ်နဲ့ကျွန်တော်ရောက်သွားခဲ့တာပေါ့ရောက်သွားတဲ့အချိန်မှာသူတို့ကဘာကြီးထုတ်ပြလဲဆိုတော့120အဲကျွန်တော်တို့ထိထပြီးွားစခန်းကနေရထားတဲ့120နှစ်လက်ထုတ်ပေးပါတယ်ထုတ်ပေးပြီးတော့မှသူတို့လှုပ်ချင်တဲ့မရှင်လေးတခုပြောပြတယ်ပေါ့နော်ပြောပြပြီးတော့မှဒါဒါကြီးလှုပ်ချင်တယ်ဒီလိုမျိုးလေးဟိုဖြစ်ချင်တယ်အဲ့တော့ ဘယ်လိုတွေစီမံကောင်းမလဲဆိုတဲ့ဟာတွေကျွန်တော်တို့အဲ့ဒီမှာ FFD FFD drone အဖွဲ့ရဲ့ဒါခေါင်းဆောင်ရဲ့ကျွန်တော်ရဲ့ပြီးတော့ဒီ VPN ကိုကဲရဲမှုရဲ့ကျွန်တော်တဝဲပြည်သူလူမျိုးရေးတက်တော်ကတာဝန်ရှိသူတွေရဲ့ကျွန်တော်တိုင်ပင်ပြီးတော့မှကျွန်တော်ရဲ့အလို့တစ်ခုလုပ်ဖြစ်ခဲ့တယ်ဒါလည်းဒါပြည်သူလူထုကိုဒါဟိုတက်မှလေးဘက်က surprise ဖြစ်လက်ဆောင်ဖြစ် လုတ်ပေးခဲ့တဲ့ကျွန်တော်တီကီစကန်ပေါ့နော်အဲတီကီစကန်ဆိုလို့ရှိရင်လည်းကျွန်တော်တို့တရောင်းတနေရာကနေပါဝင်ကူညီခဲ့တဲ့ချက်ကလေးတွေပါတာပေါ့အဲတော့အဲ့ဒီတက်မှ၄မှာအဓိကကျွန်တော်တို့နေဆက်ထွက်ပေါက်ပေါ့နော်အဲကျွန်တော်ဒီမှာပြထားတဲ့အတိုင်းပဲကျွန်တော်တို့တီကီတီကီကုံသွေးဇုံဖြည့်တနေရာရှိတယ်ပြီးလို့ရှိရင်ကျွန်တော်တို့အဲဒီအဲအောက်ကပြထားတဲ့ကျွန်တော်ရတနာဘုံချောင်ချီဘက်ကနေသွားတဲ့လန်ဒလန်ပေါ့နော်ဒါကတော့မော်တော် လမ်းတလမ်းရှိတယ်ပေါ့နော်အဲအဲ့ဒီအဲ့ဒီလမ်းရဲ့အဲသူရဲ့ကုံကုံသွေးရေးနေရာတွေဖြစ်တယ်ပေါ့နော်အပြီးလို့ရှိရင်ကျွန်တော်ဟိုအောက်ကအဲဒီကော့တောင်းတဲ့ renown ပေါ့နော်အဒီနေရာတွေကအဲဒီထိုင်းနဲ့ကျွန်တော်တို့မြန်မာနဲ့ကုံသွေးစုံနေရာတွေဖြစ်တယ်ပေါ့အဲအဲ့ဒီနေရာတွေအပါဝင်တပ်မ၄ကအဲဆက်လက်ပြီးတော့မှအဲဘာတွေလှုပ်ဆောင်မလဲဘာတွေဖြစ်လာနိုင်မလဲဆိုတဲ့ဟာကကျွန်တော် ပြောနေရစကားတိုင်းပဲပြောရမယ်ဆိုလို့ရှိရင်အဲတက်မ၄ကပါတီတို့မောင်ကျော်တို့ကလည်းချဲထိုးထားပါပြီချဲထိုးထားပြီးတော့မှချဲထွက်မဲ့နေတော့ခဏလေးဆောင်းရမယ်ပေါ့နော်ခဏလေးဆောင်းရမယ်အကြောင်းအရင်းတွေအများကြီးရှိပါသေးတယ်လှုပ်ဆောင်နေရတယ်အများကြီးရှိပါသေးတယ်ကျွန်တော်ဘက်ကကြိုတင်ပြင်ဆင်နေရတယ်အများကြီးရှိသေးတယ်အဲ့တော့ခေါ်တီးဖို့ကတော့အချိန်ကတော့တန်တော့တန်နေပြီဆိုတော့မှန်ပါတယ်ဒါပေမဲ့ ခေါ်တီးဖို့အတွက်ကျွန်တော်တို့ဘက်မှာအချက်လက်တွေမပြည့်စုံသေးတဲ့အကြောင်းအရာတွေအများကြီးရှိပါတယ်။ဒါကိုကျွန်တော်တို့တမ၄ဘက်ကပြင်ဆင်နေတဲ့အပိုင်းတွေရှိပါတယ်။ပြင်ဆင်နေရအခုဆိုလို့ရှိရင်တမ၄ကကျွန်တော်တို့ထီထီစကန်းကနေ120တလက်ထပ်ထပ်မှန်တင်စီရမိတယ်။ထီထစကန်းကနေဟို120နှစ်လက်တင်စီရမိတယ်။စုစုပေါင်း123လက်ရှိပါပြီ။သူ့ရဲ့ရှင်းရှင်းရေးလောက်ရမယ့် area ကတော့ကျွန်တော် ပထမပိုင်းပြောခဲ့သလိုပဲဒီစာအဖြူလေးနှစ်ခုပေါ့နော်ကျွန်တော်တို့ဒီမလွှဲတောင်ကနေပြီးတော့မှကောတောင်ဒီမြန်မာနိုင်ငံ6တောက်တစ်ချောင်းလုံးကိုမြန်မာနိုင်ငံ6တောက်ပိုင်းတစ်ပိုင်းလုံးကိုအလုပ်လုပ်ရမယ်တက်မှာ၄ဖြစ်ပါတယ်အဲ့တော့တက်မှာ၄ကလည်းဒီတိုင်းပဲနေတော့မှလားတက်မှာ၄အနေနဲ့စီးရီးတွေအားမရဘူးကွာနော်ဘာတွေများလုံးနေကြလဲဘာတွေများလုံအပ်နေလို့လဲဆိုတဲ့ဟာကကျွန်တော်တို့တော်လန်ရေးရဲ့ခေါင်းဆောင်နေတိပါတယ် တိပြခါကြတော့တော်လိုင်းရဲ့ခေါင်းဆောင်တွေကဒီကကတော့ကျွန်တော်တို့ကဟိုဘယ်လိုပြောရလဲဆိုငမြောင်းငချောက်နဲ့အလုံးမလုံးချင်ကြအောင်ငမြောင်းငချောက်နဲ့အလုံးမလုံးချင်တဲ့ခါကြတော့ဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့ပြင်ဆင်တယ်စူးစောင်းတယ်ကျွန်တော်တို့ပရမဆုံးပြတ်မှတ်တေးတေးလေးကိုစပြီးတော့မှကျွန်တော်တို့စပြီးတော့မှပြစ်ကြည့်တယ်ပြစ်ကြည့်ရရင်ပြတ်မှတ်တေးတေးလေးကိုကျွန်တော်တို့စပြီးတော့မှတာဂက်ကိုကိုလိုချင်တဲ့အချိန်မှာ အမျိုးမျိုးနဲ့ပုံစံအမျိုးမျိုးနဲ့ကျွန်တော်တို့ target အသေးလေးကိုပြစ်ကြည့်တယ်ပေါ့နော် target အသေးလေးကိုပုံစံမျိုးမျိုးနဲ့ပြစ်ကြည့်တယ်အရက်လျက်ရက်လျက်ပြစ်တယ်ထိုင်လျက်ပြစ်တယ်မှောက်လျက်ပြစ်တယ်အဲဒီလိုမျိုး position 3မျိုးနဲ့ကျွန်တော်တို့ပြမတေးသေးလေးကိုစပြီးပြစ်ကြည့်ရခြင်းမှာရက်လျက်ပြစ်တော့လဲပြမတေးသေးလေးကိုထိပြီးထိုင်လျက်ပြစ်တော့လဲပြမတေးသေးလေးကိုထိပြီးမှောက်လျက်ပြစ်တော့လဲပြမတေးသေးလေးကိုထိပြီးပေါ့နော်အဲ့တော့အဲ့ဒီသေးသေးလေးကနေကျွန်တော်တို့ဒီတဲ့ကြီးတဲ့ပြမတ်တွေပြီးရင်ဒီတဲ့ကြီးတဲ့ကကြီးရဲ့ပြမတ်တွေကိုတောက်လျှောက် လှုပ်ဆောင်မှုအတွက်တမလီကလည်းချဲထိုးထားပြီလို့ဒါကျွန်တော်အနေနဲ့ပြောချင်တာပေါ့နော်ကျွန်တော်အနေနဲ့ပြောချင်တယ်အဲ့တော့ CA ကဂျိုပြောဘာဖြစ်လို့ဂျိုပြောရတာလဲဆိုတော့တချို့ဒါဟိုတွေးတဲ့လူတွေရှိမှာပေါ့နော်ဘာဖြစ်လို့ဂျိုပြောရတာလဲကွာလှုပ်ရှားရှိတယ်မလှုပ်ဘူးလားဆိုတော့ဂျိုပြောရတာဒီကျွန်တော်တို့လိုတဲ့အားတွေလိုတဲ့ဝင်တွေကိုပြည်သူတွေဝိုင်းပြီးတော့မှကျွန်တော်တို့တွေဝိုင်းပြီးတော့ထမ်းလို့ရအောင်ကျွန်တော်ဆိုလေကျွန်တော်တတိနားလေတဲ့အဲပညာရေးပိုင်းဆိုင်ရာလေးတွေမှာကျွန်တော်ပြန်လဲ အဲ့တော့ဘာမှကျွန်တော်တို့ပြန်လဲဝေမျှဖို့အချိန်ချင်းရှိပါတယ်တကယ်လည်းပြန်လဲဝေမျှခဲ့ပါတယ်ဒီနေ့ဒီချိန်ဒီကျွန်တော်နဲ့ထိတွေ့ဆက်ဆံမှုတဲ့လူတွေအားလုံးကျွန်တော်ကိုသိပါတယ်အဲ့တော့ကျွန်တော်ဘယ်လိုအဲ့တော့ပြင်ဆင်ရမယ့်အပိုင်းတွေရှိတဲ့ဟာကိုပြင်ဆင်နေပါသေးတယ်ဝိုင်းပူရမယ့်လူတွေဝိုင်းပူလို့ရအောင်လို့ချဲထိုးထားပြီဆိုတဲ့ဟာလေးကိုကျွန်တော်တို့ကြိုပြီးတော့ပြောချင်တာအဲ့တော့ကျန်တဲ့ချီးရရဘာတွေကတာနေပြီလို့မို့လို့ငါတို့ကဝိုင်းပူရမှာလဲဆိုတဲ့ အချက်ကလေးကိုကျွန်တော်နေထပ်ပြီးတော့မှရှင်းပြမယ်။စီးရဘာကြီးတာနေပြီလဲဆိုတော့ကျွန်တော်တို့အဲ့ဒီအဖြူစလုံးနှစ်ခုဖြစ်တဲ့မြန်မာနိုင်ငံ6တချောင်းလုံးမှာပြည်တော်စုလမ်းမကြီးလမ်းတလမ်းပဲရှိပါတယ်။လမ်းတလမ်းပဲရှိပါတယ်ကျွန်တော်တို့ဒီတဝဲကနေကောတောင်ထိလမ်းကြောင်းတချောင်းလေးပဲရှိပါတယ်ကျွန်တော်တို့အဝေးပြေးလမ်းမကြီးတချောင်းလေးပဲရှိပါတယ်။အဲ့ဒီတချောင်းလေးကိုစစ်ကောင်စီကဒီနေ့ဒီချိန်မှာလုံးဝမတုံးရဲတော့တဲ့ အခြေအနေမျိုးကိုဖြစ်နေပါပြီလမ်းပေါ်မှာကျွန်တော်တို့လူတွေလူပေါင်းများစွာရောက်နေပါပြီလမ်းပေါ်မှာတော့၎င်းလမ်းနဲ့အနီးတစ်ဝိုက်မှာတော့၎င်းလမ်းရဲ့ဂျိုကြားဂျိုကြားမှာချစ်ကောင်စီဖျက်တမ်းသွာလာနိုင်တဲ့နေရာတွေအကုန်လုံးကိုကျွန်တော်တို့ဖျက်တော့ပိတ်ဆို့ခြင်းနေနဲ့နေရာယူထားနိုင်တဲ့အခြေအနေတရက်ကိုရှိနေပါပြီချစ်ကောင်စီကိုသူတို့ပထမရှင်းပြခဲ့တယ်ကျွန်တော်တို့အနီးတွေပြထားတဲ့နေရာတွေကိုပဲသူတို့ သူတို့ရဲ့ဝင်ကျင်လေးထဲမှာပဲသူတို့ရဲ့ဘုံခိုကျင်လေးထဲမှာပဲနေရတဲ့အနေအထားမျိုးအထိကျွန်တော်တို့တွေကဝိုင်းရံပိတ်ဆို့မှုတွေလောက်ထားနိုင်ပါပြီဒါတစ်ချက်ပေါ့နော်နောက်ချက်ချစ်ကောင်စီကအဲ့တော့အဲ့ဒီလမ်းမကိုမတော်တော်လို့မရတဲ့ခါကျတော့အဲ့ဒီနေရာကကျွန်တော်တို့ပတ်ပတ်ချလဲပတ်ပတ်လဲမှာကျွန်တော်တို့ကရေပြင်ဝိုင်းရံနေတဲ့နေရာဖြစ်တဲ့အတွက်သူတို့ကရေတက်နဲ့ကျွန်တော်တို့ချစ်စင်လောက်တဲ့ခါကျရင်ကျွန်တော်တို့ရေတက်ကိုပါ ထပ်ပြီးတော့မှစစ်ကောင်စီရဲ့ရေတပ်ကိုပါထပ်ပြီးတော့ရင်ဆိုင်ရမယ်အခြေအနေတွေပါကြုံလာနိုင်ရတယ်အဲ့ဒီတွေလည်းကြိုတင်ပြင်ဆင်မှုတွေလုပ်နေရတာတွေရှိပါတယ်အဲ့ဒီရေတပ်နဲ့သူတို့ဒီပြည်တော်စုလမ်းမကြီးကိုတုံးလုံးမရတဲ့အချိန်မှာအဲ့ဒီရေတပ်နဲ့ရောပတ်ပြီးတော့သွားလာဆိုတော့သူတို့ရေတပ်တင်မောတွေလည်းအဲ့မှာချစ်စင်ကြီးတိုက်ပွဲဖြစ်တဲ့အချိန်မှာသာသူတို့အတင်းလာမလားတော့မသိဘူးကျန်တဲ့တာမန်အချိန်မှာတွားရေးလာရေးသူတို့အင်မတန်ကြောက်လန့်နေရတဲ့အခြေအနေမျိုးအထိ ်ဒါပင်လေပြင်းထဲမှာငါးဖန်ဆက်လီတို့ငါးဖန်တင်မောတို့လိုက်ခဲ့ဘူးတဲ့လူငယ်တွေကလည်းဒီနေ့ဒီချိန်မှာ PDR ထဲမှာတာဝန်ထမ်းဆောင်နေပြီဖြစ်တဲ့အတွက်ရေလမ်းကြောင်းဘယံနေဘလို့သွားရင်ညာဘက်ဆိုကျဲကြည့်ပြီးတော့မှလှေမောင်းတတ်တဲ့လူမျိုးတွေအားစကျွန်တော်တော်လိုက်တက်ဖွဲ့တွေမှာရှိနေတဲ့အခါကျတော့သူတို့ဒီလိုမျိုးရေလမ်းကနေစစ်ကောင်စီကလူတွေကူးတန်းသွားလာဖို့အတွက်လဲစစ်တင်မောနဲ့တရားဝင်သွားလာဖို့အတွက်လဲအင်မတန်ကြောက်လန့်တဲ့အခြေအနေတွေရင်ဆိုင်နေရပါပြီတက်မှာ၄ဘက်မှာ ာနဲ့သွားလဲဆိုတော့အယက်သား၅ဘန်းဆက်လေတွေနဲ့ကျွန်တော်ပြည်သူလူထုရဲ့၅ဘန်းဆက်လေတွေကိုအနိုင်ကျင့်ပြီးတော့မှမင်းဆက်လေရဒီကိုလာခဲ့လာပြီးတော့မှသူတို့လူတွေတင်တင်ပြီးတော့မှဘယ်ကိုပို့လဲဆိုတော့ကျွန်တော်တို့မော်လမြိုင်ဘက်ကိုခိုးပြီးတော့မှပို့ဆောင်တယ်မော်လမြိုင်ဘက်ကိုခိုးပြီးပို့ဆောင်ပြီးတော့မှမော်လမြိုင်ကနေကျွန်တော်တို့အဲ့ဒီမှာအခြေဆိုင်တဲ့နေရာတွေကတက်တွေကကျွန်တော်တို့စကားကားရှစ်ဆိုလို့ရှိရင်ကျွန်တော်တို့တက်မှာတစ်ဖက်မှာရှေ့တန်းစစ်စင်းနေပြီတောင်ဝင်ထမ်းဆောင်နေရတယ်တထုံတို့ဘီလင်းတို့ကြိုက်ထိုးတို့ ီဘက်ချမ်းမှာတာဝန်ထမ်းဆောင်နေရတယ်ပြီးတော့ကျွန်တော်အနန်းကွင်းပေါ့နော်အနန်းကွင်းဖြူဖြူဟာတို့ဘာတို့ဒါဒါဆိုရင်စကားကရှစ်စကား73ဆိုလို့ရှိရင်အခုကျွန်တော်တန်းမှာ6ကနော်တီးနေတိုင်းတီးနေတဲ့ကျွန်တော်တို့မော်ခီတို့ကနဲလေးတို့ဘရင်တော်တို့အဲဟော်လီတို့ဥဂရိထတို့ဒီဝင်းကျင်မှာတာဝန်ထမ်းဆောင်နေရစကားက20ဆိုလို့ရှိရင်ကျွန်တော်တို့ဟိုးအေးအေးနဲ့ပကိုးအဆက်ဖြစ်တဲ့ကျွန်တော်ညောင်ချိုးမှာတော်ပြီးတော့မှတာဝန်ထမ်းဆောင်နေရတယ်ကြံတဲ့ အဲ့ဆားက20ဂျန်နဲ့ဖွဲ့တွေကဘယ်နေရာမှာရှိတယ်ဆိုတော့ကျွန်တော်ရန်ကုန်မြို့ပေါ်လုံကြုံရေးမှာရှိနေတဲ့အဖွဲ့တွေဖြစ်ပါတယ်အဲ့တော့သူတို့ကအဲ့ဒီနေရာတွေမှာသွားပြီးတာဝန်ထမ်းဆောင်နေတဲ့အတွက်နောက်မှာတော့ကြံတာကတော့အခွန်မဲကြံပါတယ်ဒါပေမဲ့အခွန်မဲကြံတယ်ဆိုပေမဲ့ကျွန်တော်တို့တက်မလေးကလက်ရှိလောလောဆယ် inite arite ဟုံးနဲ့တိုင်းနဲ့လုပ်ဖို့အတွက်ကြိုတင်ပြင်ဆင်မှုတွေလုပ်နေရတယ်ဆိုတာကျွန်တော်ပထမအဲကြိုပြီးတော့မှကျွန်တော်စကားပြင်ခံခဲ့တဲ့အထဲထဲမှာပါတယ်ပေါ့နော်အဲ့ သူတို့ကပြည်သူလူထုရဲ့လှေကိုဒီနေရာကနေလာဆိုပြီးတော့မှတော့ကျွန်တော်ပြောတယ်သူတို့စစ်စင်နေမီတွေကိုရောက်ဖို့တယ်စာကား73ဆိုရင်ဘုံပြင်းမှာလှေကိုခေါ်တယ်လှေကိုခေါ်ပြီးအဲ့လှေပေါ်သူတို့စာကားစစ်သားတွေကိုပုံဖြတ်ပြီးတော့မှအဲအရဝင်းနဲ့တော့၎င်းတခုခုပေါ်တော့ငါငါဖန်းဆက်လီတမအတွင်နဲ့တော့၎င်းလှေလုံးသားအတွင်နဲ့တော့၎င်းဟွာဖြစ်ပြီးတော့မှအဲ့ဒီလှေကကျွန်တော်မော်လမြိုင်ကိုပို့တယ်မော်လမြိုင်ပို့ပြီးမော်လမြိုင်ကနေမှတစ်ဆင့်ကျွန်တော်တို့ဒီဘက်ကကွန်ကရစ်တို့အဲ မြဝတီတို့အခုဝော်လီတို့ဥပတိထတို့ဘက်ကိုရောက်အောင်နီလန်အမျိုးမျိုးနဲ့ပေါ့နော်အဲဟိုဘယ်လိုပြောရမလဲဆိုတက်ဆိုင်ရာအဖွဲ့အစည်းကျန်တဲ့တချို့ဒါဟိုစစ်ကောင်စီအတွက်နည်းနည်းပါပါနော်လုတ်ပေးနေတဲ့အဖွဲ့တွေနဲ့တို့ကပေါင်းဆက်ပြီးတော့မှတို့လူချင်းနဲ့စခန်းတွေကိုတွားနေရတဲ့အခြေအနေမျိုးထိတမ၄ကစီးရေးချင်းတွေမှာ အရန်ကိုအာတာမှုရှိနေပါပြီအဲ့တော့လေတက်အနေနဲ့ကျွန်တော်တို့ကြောက်เสียရဆိုလို့ရှိရင်ဘိတ်လေတက်စကန်ဌာနချုပ်တခုရှိပါတယ်ဒါကလည်းအခု KIA ကအခု DIA ဘက်မှာဆိုလို့ရှိရင်တော်တော်သိတာပါတယ်ကျွန်တော် KIA ကရဟရင်နစီပစ်ချလိုက်ပြီးတဲ့နောက်ပိုင်းရပြီးတော့ကျွန်တော်တို့ဘက်ကဒါဘလို့ဖြစ်ပြီညာလို့ဖြစ်ပြီလို့နည်းနည်းလေးအတန်လွှင့်လိုက်တဲ့ဟာပေါ်မှာမူတည်ပြီးတော့မှစစ်ကောင်စီကဒီရက်ပိုင်းမှာလေရင်တိကျက်တာ လေရင်တက်တာတော်တော်ကိုကျဲသွားတဲ့အခြေအနေမျိုးဒီကျွန်တော်တို့ကြုံတွေ့နေရပါပြီအဲ့တော့တက်မဟာလေးကလည်းချဲထိုးထားပြီတက်မဟာလေးချဲပေါက်တဲ့နေ့ဒါမှမဟုတ်လို့ရှင်လဲတက်မဟာလေးကိုပိုင်းဆိုင်းဝိုင်းထောင်တဲ့နေ့ကြရင်တော့ဘာတွေဆက်ဖြစ်လာမလဲဘာတွေများပြည်သူလူထုတွေ surprise ဖြစ်စရာတွေเนาะအမတ်တရလက်ဆောင်တွေအဖြစ်เนาะဘာဆိုလာပြီလက်ဆောင်တို့ ဝါကောင်လာပြီးလက်ဆောင်လို့နော်တင်းကျိုးလာပြီးလက်ဆောင်လို့ဒဇောင်မုံးလာပြီးလက်ဆောင်လို့ဆိုတဲ့အထင်ကြီးရနေ့လက်ဆောင်နေမြန် ပြည်သူလူတွေဘာတွေပေးအပ်သွားမလဲဆိုတာကိုကျွန်တော်အနေနဲ့စောင့်မျှော်ကြည့်ရှုရမှာဖြစ်တယ်အဲ့တော့တမလေးရဲ့အခြေအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်တကယ်ခြေပေါက်တဲ့နေ့ကြလို့ရှိရင်ပြည်သူလူတကယ်အားရစေမဲ့တကင်းတွေရောက်ရှိလာမယ်ဆိုတာကိုအာကျွန်တော်အနေနဲ့ဒါပြောလို့ရသလောက်ကြိုတင် တော့ပြကြပါရပြအားလုံးပဲကျေးဇူးတင်ပါတယ်